အားလုံးမင်္ဂလာပါဒီနေ့ညနေပိုင်းကျွန်တော်တို့မှာပြင်ရနေပြီတော့ဓမင်းလာကြည့်ပါရစေကျွန်တော်တို့ဆက်ရုံကဓမင်းစားဆောင်ဝါ NTE တွေညနေပိုင်းအလုပ်စင်လို့ပါမနေ့ကလည်းကျွန်တော်တို့မှာပြင်ရနေပြီတော့ဓမင်းလာကြည့်ပါရစေပြင်ရလာကြည့်တဲ့ဓမင်းဆန်လေးကောင်းပါလေတော့ game ချီရတော့ဟင်းချစ်ထားတယ်လို့ချစ်ထားပါတယ်ဒါတော့မုံလုံးအချိန်တွေပါမုံလုံးအချိန်တွေဆိုတော့ပင်လယ်ကြီးမော်ရင်းနဲ့လှုပ်ထားတာပါကျွန်တော်နည်းနည်းပဲယူပါမယ် အဲဒီလေးကျွန်တော်ကြိုက်ပါတယ်ဒီလေးကတော့ပြောင်းဖူးရဲ့စစ်တော်နေရဲ့ကနန်းသားချောင်းရဲ့ဂျုံမုတ်ရဲ့အချို့လုတ်ထားတာပါအားတော့ငါသားပြလုံးနေနေပါအဲဒီလေးလည်းကျွန်တော်အရင်နည်းနည်းပူယူပါမယ်သူအရသာတော့ပုတ်ဖို့နေနေဆောက်လို့ကောင်းမလဲကျွန်တော်ဒီလေးကိုပူယူပါမယ်ဒါတော့ဝက်သားချောင်းလေးနေပါအသူရရသာကသူဟော့ဒေါအရသာနဲ့နည်းနည်းဆင်တူပါတယ် ခဏနေကြရင်ကျွန်တော်နည်းနည်းလေးပိုင်းပြပါမယ်။သူက sauce က mayonnaise sauce နဲ့စားလို့ရပါတယ်။အဲဒီ sorry နဲ့ဆိုရင်သူကစားလို့ရမှာပါလေ။အပြင်ဒီနေ့ကြွေတဲ့အသားဟင်းကတော့ငါးချွတ်ကြွေပါတယ်။ကြိုက်ရင်နဲ့တုံးယူလို့ရပါတယ်။အာကျွန်တော်တခုပဲယူပါမယ်။အာဒီနေ့ကြွေတဲ့ဟင်းချိုတွေပါ။ဒါကျွန်တော်ခုနခက်လာတဲ့ဟင်းချိုတွေပါကျွန်တော်ဟိုတောက်ဆုပ်ဝိုင်းတွေကိုပေါ့ပါပါ။သ အဲကျွန်တော်ဒီဝတ်သားချောင်းလေးတွေကိုလည်းနေပိုင်းပြပါမယ်။သူအထမ်းမှာသူရင်ကြီးရယ်ဝတ်သားရယ်သူရောပြီးတော့လှုပ်ထားတာပါ။ဝတ်သားကိုကြိတ်ပြီးတော့လှုပ်ထားတာပါ။ကျွန်တော်နည်းနည်းလေးစားကြည့်ပါမယ်။စားလို့ကောင်းပါလေသူကစိတ်စိတ်နေနဲ့စားလို့ကောင်းပါလေ။ဒါလည်းတော့ငါးသားပြားလုံးလေးတွေပါ။သူပေါ်နေပြီးတော့သူအချိုရွားပါလေလှုပ်ထားပါလေ။ ချို့လူတွေဆိုရင်အဒီငါးသားပြောင်းလို့တွေတားကြိုက်ကြပါတယ်ဒါကတော့မျိုးပေါ့တီးပါတော်ပါငါးကြော်ပါငမုတ်ငမုတ်ပါငမုတ်ငါးကြော်ပါငါးသွားတချမ်းမဲတချမ်းဖြူပါကင်မချီပါကျွန်တော်အပြင်ကလာကြည့်တယ်ကင်မချီကသူကအချင်းနည်းနည်းများပါလေသူကကင်မချီကိုဟင်းချစ်ထားတယ်လို့လုပ်ထားပါလေဒါတော့မဟုတ်လို့အချင်းနေနေပါဒီကလေးတော့စောက်အောင်ပါလေ အဒီပင်လယ်ရေမော်လေးတွေကတော့ကျွန်တော်ဒီသိပ်ပြီးတော့စားလို့မတတ်ပါဘူးဒါပေမဲ့အဲကျွန်တော်စားဆန်းကြည့်ပါပါအဲကျွန်တော်ဒီဟာလေးကြိုက်ပါတယ်အာဒီဟာလေးကတော့သမင်းစားပြီးရင်စားလို့ရတဲ့အချူတဲတဲ့ဟာလေးပါတော့စားလိုက်ရင်တော့ကြက်တော်နေအနံသင်းနေရပါတယ်စားလို့ကောင်းပါတယ်တော့ sauce ပြင်နေလောက်ထားပါတယ်ညမစားကြည့်စရာလေးပါဒီဟာလေးကျွန်တော်အရင်ကြိုက်ပါတယ်စားကြပါဦး ဒီနေ့ကျွေးတဲ့ဟင်းချိုလေးကတော့မောင်ငင်းဟင်းချိုကိုသူကအထဲမှာပဲငပီလေးနဲ့ချစ်ထားတာပါ။ဟာဟင်းချိုလေးပါ။ဒီနေ့ဆန်လေးနဲ့ရန်ကောင်းပါလေ။ဒါတော့ကျွန်တော်စိတ်ယူမှာကျွေးတဲ့ညနေစာပါ။အားကြိုကြိုက်သမားတွေဆိုရင်နှစ်တုံးယူလို့ရပါတယ်။အားလုံးပဲကောင်းမွန်တဲ့ညလေးဖြစ်ကြပါစေ။